ာပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့မေလ26ရက်နေ့မှာရရှိထားတဲ့သတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင် တင်ဆက်ပေးမယ့်သတင်းတွေကတော့ကြောက်ထုမှာကိုဝင်းဆောင်အမျိုးသမီးတအူးကိုစစ်တပ်ကအထမပြုကျင့်ပြီးတပ်ဖြိုက်ခဲ့တဲ့သတင်းဘုံထံခံနိုင်တဲ့မြေရောက်စေးုံစေးကန်းတွေတိဆောက်မယ်လို့ NUG ဝန်ကြီးပြောတဲ့သတင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ကို နိုင်ငံရေးလက်ဖြားမှုအဖြစ်အာဆီယံဥက္ကဋ္ဌပယ်ချတဲ့သတင်း ပုံမှုကြောင့်ဟောင်းပြစ်တက်ခံရတာကိုအကြောင်းပြုပြီးရန်ကုန်စစ်အုပ်စုလက်ဖျားငွေတီးဖို့ကြံနေတဲ့တဲ့တင်လိုင်စင်မဲ့မော်တော်ယာဉ်တွေဖမ်းဖို့စစ်ကောင်းဆောင်ပြောပြီးတဲ့နောက်တောင်ကြီးမှာလိုင်စင်မဲ့ကားဝယ်ရောင်းတွေကို ပြစ်မှတ်ထားဖမ်းနေတဲ့တဲ့တင်မြောက်ကိုရီးယားရေတပ်ဖြတ်တင်မော်ရေချမှုမအောင်မြင်တဲ့အတွက်အရာရှိလေးဦးဖမ်းဆီးခံရတဲ့သတင်းအစားရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ထမဆုံးသတင်းတပုတ်အနေနဲ့ကြောက်ထုမှာကိုဝင်ဆောင်မျိုးသမီးတဦးကိုစစ်တပ်ကအထမပြုကျင့်ပြီးတပ်ဖြတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းမြောက်ပိုင်းကံကောခရိုင်ကြောက်ထူတိုင်နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကိုဝင်ဆောင်မျိုးသမီးကိုအဓမ္မပြုကျင့်တဲ့အပြင်တပ်ဖြတ်မှုပါလှုပ်ဆောင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။2025ခုနှစ်မေလ16ရက်ကစစ်ကောင်စီလောက်ခံကြောက်ထူအမြောက်တက်ရင်အမှတ်368ကကြောက်ထူတိုင်နယ်ကံကြီးကျေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်နေချိန်အဲ့ဒီရွာကို အလဲရောက်နေတဲ့အသက်26နှစ်အရွယ်ကိုဝင်ငားလလွယ်ထားရတဲ့အမျိုးသမီးတအူပျောက်ဆုံး Niquera va. အဲ့ဒီကိုဝင်ဆောင်အမျိုးသမီးရဲ့အလောင်းကို တွေ့ရှိခြင်းညာဘက်ပေါင်မှာတနက်ဒဏ်ရာတစ်ချက်မျက်လုံးတစ်လုံးထွက်ကျနေတဲ့အပြင်လယ်ဘင်းမှာလည်းပြက်ရှာဒဏ်ရာတွေ့ရှိခဲ့ပြီးအထမပြုကျင့်ခံထားရတဲ့လက္ခဏာတွေကိုလည်းတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ကြောက်ထူအမြောက်တရင် အမှတ်368ကနေ9မိုင်ပတ်လည်အတွင်းမှာရှိတဲ့ကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းတွေအသုံးပြုပြီးဘုံကျဲတိုက်ခိုက်တာတွေအပြင်ကျေးရွာတွေကိုလည်းစစ်ကြောင်းထုတ်ဝင်ရမှုတွေရှိတယ်လို့ကြောက်ထူဒေသ ခံတွေကပြောပါတယ်လက်ရှိစစ်ကောင်စီကကြောက်ထုတ်တိုက်နယ်တဝိုက်ကို လေးချောင်းအုံပြုပြီးဘုံကျဲတိုက်ခိုက်မှုတွေကို နေ့စဉ်နှိပါလှုပ်ဆောင်နေတဲ့အတွက်တိတားခံပြည်သူတွေစိုးရင် ထိတ်လန့်နေကြတယ်လို့သိရပါဗျ။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဘုံထံခံနိုင်တဲ့မြေရောက်စေးုံစေးကန်တွေတိစောက်မယ်လို့ NUG ဝန်ကြီးပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပုံစံမှုတံကိုခံနိုင်တဲ့မြောက်ဆေးရုံနဲ့ဈေးကန်တွေဆောက်လုပ်ဖို့အတွက်အမေရိကန်ဒေါ်လာ၄သိန်းလိုအပ်နေတယ်လို့ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုကပြောပါတယ်။ဧပြီနဲ့မေလအတွင်းပုံစံတိုက်ခိုက်မှု ပုံမများပြလာပြီးဆေးရုံဈေးကန်တွေလုံခြုံမှုမရှိတဲ့အတွက်မြောက်ဆေးရုံဈေးကန်တွေဘုံတံခံနိုင်တဲ့ဆေးရုံဈေးကန်တွေဆောက်လုပ်ဖို့လိုအပ်လာတာကြောင့်ပြည်တွင်းပြည်ပကအလူရှင်တွေကူညီကြဖို့ဒေါက်တာဇော်ဝေဆိုကတိုက်တွန်းလိုက်တာပါ။ မြေပြင်မှာရှိနေတဲ့ရှေ့တန်းစေးုံစေးကန်တွေရော နောက်တန်းစေးုံစေးကန်တွေပါဘုံကျဲတိုက်ခိုက်ခံနေရရလို့သူကဆိုပါတယ်။ အရင်ကတောရဲတောင်ထဲမှာရှေတန်းစေယုံစေကန်းတွေအခြေကျစေယုံစေကန်းတွေတိစောက်ပြီးစေကုသမှုပေးခဲ့ပေမဲ့ဘုံကျဲတိုက်ခိုက်မှုပုံမောများပြလာတာကြောင့်လုံခြုံမှုမရှိတော့ဘူးလို့သိရပါဗျ။စေဟော့စပီတယ်စေဟက်ကဲဖန်ရိုင်ဇင်ကမ်ပိန်းကာလာကို မေလ24ရက်ကနေဇွန်လ30ရက်ထိသတ်မှတ်ထားပြီး OFV Fundraiser တွေ Brighter Future Foundation နဲ့ HDFN နဲ့ SCF တို့ကတစင်ဆက်သွယ်လှူဒန်းနိုင်တယ်လို့သိရပါဗျ။ တတိယသတင်းတပုတ်အနေနဲ့စိတ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုနိုင်ငံရေးလက်ပြမှုအဖြစ်အာဆီယံဥက္ကဋ္ဌပယ်ချတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်တန့်မှုတောင်းဆိုလိုက်ပြီးစစ်ကောင်စီအဆိုပြုထားတဲ့ရွေးကောက်ပွဲကိုနိုင်ငံရေးလက်ပြမှုအဖြစ်ပယ်ချလိုက်ပါတယ်။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်က2021ခုနှစ်ကမြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ဖြစ်ပွား ွာခဲ့တဲ့ပြိပခါဟာနေဆက်ပြက်ကြော်ထွက်ပြေးလာသူတွေနဲ့နေဆက်ပြက်ကြော်ရာသွေးမှုတွေကိုအပိအမြောက်ပြုတဲ့အပြင်နေဆက်ဒေသတွေအထိပါပုံမပြတ်နဲ့နေရလို့ဆိုပါတယ်အာဆီယံရဲ့ထိတွေ့မှုအကောင်စီဘူဟာဆန်ကမြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်တဦးကို၃နှစ်တန်တန်နဲ့ခန့်အပ်မဲ့အစီအစဉ်ကိုကျင်းညာခဲ့ပြီးအဲ့ဒီတန်တမန်အစ်စ်ဟာဇွန်လအတွင်းမြန်မာနိုင်ငံကိုတွားရောက်မယ်လို့မျှော်လင့်ထားပါတယ်။ ဟာဆန်ကမြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့ဘလူရွေးကောက်ပွဲမဆိုးတရားဝင်အဖြစ်သတ်မှတ်ခံရဖို့တက်ဆိုင်ရာအဖွဲ့အစည်းအလုံးပါဝင်ရမှာဖြစ်တယ်လို့အလေးထားပြောခဲ့ပါသေးတယ်။အတိုက်အခံအဖွဲ့အများစုကိုပိတ်ပင်ထားတာကြောင့်ဆန္ဒမဲပေးမှုကိုမြန်မာပြည်သူတွေကကန့်ကွက်နေကြပြီးစစ်တပ်ဟာလည်းမြန်မာနိုင်ငံနေရာအနှံ့ပြားကိုထိန်းချုပ်မှုဆုံးရှုံးနေရလို့ထောက်ပြခဲ့ပါတယ်။မလေးရှားကဓာတ်ရိုက်ဆွေးနွေးမှုတွေအဆင်ပြေစေဖို့စစ်ကောင်စီနဲ့အတိုက်အခံအဖွဲ့နှစ်ခုလုံးကိုတိကျဆွေးနွေး င့်မှုတွေကိုလည်းပြုလုပ်ဖို့စီစဉ်နေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပုံမှုချုပ်ဟောင်းပြစ်တိုက်ခံရတာကိုအကြောင်းပြုပြီးရန်ကုန်စစ်အုပ်စုလက်ဖြားငွေတီးပို့ကြံနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပုံမှုချုပ်ဟောင်းချုပ်ထုံးအောင်ပြစ်တိုက်ခံရတာကိုအကြောင်းပြပြီးရန်ကုန်စင်ကြေပုံမြို့နယ်တချို့မှာစစ်အုပ်စုဝင်တွေကဘက်ထရီစပိန်တွေကိုဖမ်းဆီးငွေညှင်းနေရလို့သိရပါဗျ။ရန်ကုန်တိုင်းအရှိတကုံတောင်တကုံ တငံကျုံမြောက်ကလာနဲ့မယန်းကုန်းမြို့နယ်တွေမှာဘက်ထရီစပိန်နဲ့ e-bike တွေကိုစစ်တပ်ရဲနဲ့ပြူစောတိတွေကဖမ်းဆီးငွေညင်နေတာဖြစ်တယ်လို့ရန်ကုန်အခြေဆိုင်ရဲတရင်ရင်းမြစ်ထံကသိရပါဗါတယ်။အဲ့ဒီဗိုလ်ချုပ်ဟောင်းကိုလာရောက်ပစ်သက်သွားတဲ့သူတွေကဘက်ထရီစပိန်နဲ့လာတာကို CCTV ကပြန်တွေ့ခဲ့ရတာကြောင့်ဘက်ထရီစပိန်တွေကိုလှိမ့်ဖမ်းနေတာဖြစ်ပြီးတိုင်းယုံကိုလည်း report တက်လို့ကောင်းအောင်ကို့အတွက်လည်းငွေကြံအောင် အခုလိုဖမ်းဆီးနေရလို့သူကဆိုပါတယ်။အခုလို ဖမ်းဆီးတာဟာစီမံချက်ကြောင့်လည်းမဟုတ်တလို့ရန်ကုန်တမြို့လုံးဖမ်းဆီးတာမျိုးလည်းမဟုတ်ပဲငွေရှာရုံတသက်ဖြစ်ပြီးတစည်းကိုကျပ်2000 3000နဲ့ပြန်ရွေးခိုင်းတယ်လို့ဘင်းအစ်စ်ဆိုရင်တင်စီပြီးပြန်ရောက်စားကြတာဖြစ်တယ်လို့သိရပါဗျာ နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်တွေအပြင်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကိုပါတင် जा ပေးနေတဲ့ပုံမှုချုပ်အောင်ချုပ်ထွန်းအောင်ဟာမေလ22ရက်မနက်ပိုင်းမှာပြစ်သက်ခံခဲ့ရတာဖြစ်ပါတယ်။ဆက်လက်ပြီးလိုင်စင်မဲ့မော်တော်ယာဉ်တွေဖမ်းဖို့စစ်ကောင်းဆောင်ပြောပြီးနောက်တောင်ကြီးမှာလိုင်စင်မဲ့ကာဝေးရောင်းတွေကိုပြစ်မှတ်ထားဖမ်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုင်စင်မဲ့မော်တော်ယာဉ်တွေကိုဖော်ထုတ်အရေးယူဖို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ပြောကြားပြီးနောက်တောင်ကြီးမြို့မှာလိုင်စင်မဲ့မော်တော်ယာဉ် ်ဝယ်ရောင်းတွေကိုပြစ်မှတ်ထားဖမ်းဆီးနေရလို့မြို့ကန်တွေနဲ့ကားဝယ်ရောင်းတိုင်းဝိုင်းကနေသိရပါဗျ။ပြီးခဲ့တဲ့မေလတတိယပတ်ကစလို့တောင်ကြီးမှာလိုင်းစင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးမှုတွေပုံမပြုတ်လောက်လာတာဖြစ်ပြီးလက်ထိုးလို့မရပဲအသိခံရသူတွေလည်းရှိရလို့သိရပါဗျ။ စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့မေလ20ရက်ကစစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးဒုတိယနေ့မှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်စီးနှင်နေမှုကိုဖော်ထုတ်ဖို့နဲ့နမပြအတူလိုင်စင်တူပြုလုပ်နေသူတွေကိုတွေ့ရတဲ့အတွက်တာဝန်ရှိသူတွေအနေနဲ့ပါဝင်ပတ်သက်သူအားလုံးကိုအရေးယူဖို့အမိန့်ပေးခဲ့တာပါအဲ့လိုအမိန့်ပေးပြီးတဲ့နောက်တောင်ကြီးမြို့ကန်တာလန်တောင်းဝါပြလန်းစုံရင်းထင်းရဲရုံရှိအရှိမြို့ပတ်လန်းပေါ်အပြင် IMBC ဂုံးတက်ဖျားဖြူရက်ကွက်နဲ့ နေရာတချို့မှာရင်ထင်းရဲနဲ့စိတ်ကောင်းစီလာဟုတ်ခံတွေကဂိတ်ချဆောက်ဖမ်းလေးရှိတယ်လို့မြို့ကန်တွေကပြောပါတယ်အခုတခါအဖမ်းဆီးလုပ်ပုံဟာအရင်နဲ့မတူပဲဝရောင်းသမားတွေကိုပြစ်မှတ်ထားဖမ်းဆီးတာဖြစ်တဲ့အတွက်ကားစီးရီလျှော့ချသွားနိုင်ပေမဲ့လုံးဝပပျောက်သွားနိုင်တာမျိုးတော့မရှိဘူးလို့မြို့နေလူတို့ကသုံးသပ်နေကြပါတယ်နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့မြောက်ကိုရီးယားရစ်တက်ဖြတ်သိမ်းမော်ရေချမှုမအောင်မြင်တဲ့အတွက်အရာရှိလေးဦးဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်က ိုရီးယားအာဏာပိုင်တွေဟာမကြသေးခင်ကရေတက်ဖြတ်တင်မော်ရေချမှုမအောင်မြင်ခဲ့တာနဲ့ပတ်သက်ပြီးအရာရှိလေးဦးဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။ခေါင်းဆောင်ကေချုံဟန်ကတော့ဒီဖြစ်ရာဟာရာဇဝတ်မှုမြောက်တဲ့ပေါ်ဆာမှုကြောင့်လို့ပြောခဲ့တာပါ။တန်ချိန်9000ရှိတဲ့ဖြတ်တင်မော်ကိုဗုဒ္ဓနေကခြောင်ချင်စိတ်ကံမှာကျင်းပါတဲ့ရေချပွဲအခမ်းအနားကိုကင်ချုံဟန်တက်ရောက်ပြီး ရေချချိန်တမောရဲ့အနောက်ပိုင်းကတေယူပို့ဆောင်ရင် ခုံတင်စင်ပြုတ်ထက်သွားလို့ပျက်စီးခဲ့ပါတယ်။ဂျိုရုတပ်ပုံတွေအရာတမောဟာဘေးဒဆောင်လဲလျောက်နေပြီးအပြာရောင်အကာတွေနဲ့ဖုံးအုပ်ထားတာတမောရဲ့တချို့အစိပ်ပိုင်းတွေရေထဲမြုပ်နေရကို တွေ့ရပါတယ်။ဒီတမောဟာမြောက်ကိုရီးယားရဲ့ဒုတိယမြောက်ဖြတ်တင်မောတစ်စင်းဖြစ်ပြီးဒီရေချမှုမှာအောင်မြင်တာကကင်ဂျုံဝမ်အတွက်တော့အဆက်ရစရာဖြစ်ခဲ့ပါတယ်။ သူကအမေရိကန်ဥဆောင်နဲ့စည်ရေးချင်းချောက်မှုတွေကိုကင်တွယ်ဖို့ရေသက်အင်အားပို့ကြည့်အောင် တိစောက်ချင်နေသူပါမြကိုရီးယားဟာပြီးခဲ့တဲ့လကပထမဆုံးဖြတ်တင်မောကိုလည်းတန်းချိန်9000တန်းတင်မောအဖြစ်ခန့်ခန့်နာနာရေချခဲ့ပါတယ်။ဒီတင်မောကမြကိုရီးယားရဲ့အကြီးမားဆုံးနဲ့အဆင့်အမြင့်ဆုံးစစ်တင်မောဖြစ်ပြီးနျူကလ িয়ার တုံးကြီးတွေအပါအဝင်လက်နက်မျိုးစုံတည်ဆောင်နိုင်အောင်ဒီဇိုင်းထုတ်ထားတယ်လို့နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ကြီးစုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်